မြောက်ကိုရီးယားနဲ့စီးရီးတင်းမှမှုအဆုံးသတ်မယ်လို့တောင်ကိုရီးယားသမ္မတလီကြီးမြောက်ကကုလသမဂ္ဂမှာဆိုပါတယ်မြောက်ကိုရီးယားနဲ့လုံးဝမလုံလားအတဲ့စီးရီးတင်းမှမှုတွေအဆုံးသတ်ပြီးငြင်းချမ်းစွာတူရှင်တွဲနေထိုင်မယ်လို့လီကြီးမြောက်ကပြောကြားခဲ့ပါတယ်ဒီကြေမျိုးဟာအမေရိကန်နိုင်ငံညွှန်မှာပြောတဲ့ကုလထရီနီလာကမှာပထမဆုံးအချိန်ပြောတဲ့မိန့်ခွန်းမှာနော်ကိုရီးယားနျူကလ িয়ার စီမံကိန်းနဲ့ပတ်သက်ပြီးသူ့သဘောထားလေးထားဖော်ပြပါတယ် နော်ကိုရီးယားရဲ့နျူကလ িয়ার စီမံကိန်းဖြတ်သိမ်းရေးအချိန်တိုအတွင်းအောင်မြင်စွာလုံဆောင်နိုင်မှာမဟုတ်ပဲကောင်းအင်ဂျီထားဖြည့်ရှင်းရမယ့်ကိစ္စလို့ပြောပါလိမ့်။နော်ကိုရီးယားကောင်းဆောင်ကေဂျုံအန်ကတော့နျူကလ িয়ার စီမံကိန်းဖြတ်သိမ်းရေးစီစဉ်နေညှိပေးခဲ့ပြီးအမေရိကန်နဲ့တောင်ကိုရီးယားတို့ဟာမြောက်ကိုရီးယားကိုအင်အားနှင်းစေဖို့ရည်ရွယ်နေကြောင်းပြောပါလိမ့်။အမေရိကန်အနေနဲ့မြောက်ကိုရီးယားကိုနျူကလ িয়ার လက်နက်တွေဆွန့်ဖို့ပြောကြားမှုကိုရှင်းနာခဲ့မယ်ဆိုရင်မြောက်ကိုရီးယားကလည်းအမေရိကန်နဲ့အဆုနှိမ့်မှုလုပ်ဖို့ ခေါင်းဆောင်နေမှာမဟုတ်ကြောင်းကင်ဂျိုဝမ်ကပြောပါလေဒါပေမဲ့အမေရိကန်ပိတ်ဆို့မှုကိုအဆုံးသတ်ဖို့အတွက်နျူကလ িয়ার လက်နက်တွေတော့ပေးယူလို့မှမဟုတ်ဘူးလို့ဆိုပါတယ်တမောရဲ့တမနာလီကြီးပြောတော့ကိုရီးယားနှစ်နိုင်ငံကြားယုံကြည်မှုကိုပြန်တည်ဆောက်ပြီးစီးရီးတင်မှမို့ရှော့ချဖို့စက်ကြိုးပန်းသွားမယ်ပြောပါတယ်ကိုရီးယားနိုင်ငံကြားပူပေါင်းဆောင်မှုကိုတစင်ချင်းစီတိုးချဲ့ခြင်းဖြင့်ကျွန်တော်တို့ဟာရေရှည်တည်နေတဲ့ငြိမ်းချမ်းရေးအတွက်နီလန်းရှာသွားမယ်လို့ဆိုပါတယ်အမေရိကန်တမောထရန့်ကတော့ ခုနှစ်တွင်ကင်ဂျွန်ဝမ်နဲ့တွေ့ဆုံလို့ကြောင်းပြောထားပါလေကင်ဂျွန်ဝမ်ကလည်းတမန်ထရန်နဲ့တွေ့မယ်လို့တော့ဆိုပါလေဒါအပြင်ကုလသမဂ္ဂထရေနီလကမှပြောတဲ့တမန်ထရန်မင်ကမှမြောက်ကိုရီးယားနဲ့ပတ်သက်ပြီးတော့ထည့်သွင်းပြောကြားသွားခြင်းမရှိတာကိုဒရူချာတွေ့ရပါလေမြောက်ကိုရီးယားကတော့တမန်ထရန်နဲ့တွေ့ဆုံဖို့လားလာများနေတယ်လို့ဆိုပါလေဒါအပြင်မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျွန်ဝမ်ကတမန်ထရန်ဟာသူနဲ့မိတ်ဆွေဟာရင်းနှီးတဲ့သူတွေလို့ဆိုပါလေ ီးခဲ့တဲ့2019သမ္မတထရန်အာနာယဇင်တော့ကလည်းမြောက်ကိုရီးယားနဲ့တွေ့ဆုံမှုရှိခဲ့ပြီးဒါဟာအမေရိကန်သမ္မတအနေနဲ့ကပထမဦးဆုံးမြောက်ကိုရီးယားနဲ့တွေ့ဆုံခဲ့တဲ့သမ္မတအဖြစ်မှတ်တမ်းဝင်ခဲ့တာပဲဖြစ်ပါလိမ့်